ခုလားစင်မြင့်မှာမြမအေးဘလောက်လွမ်းမိုးခဲ့လဲကဘာကောင်းဆောင်တွေကောင်းဆောင်တွေကိုကိုစားပြုတဲ့အစိမ့်မြင့်ဝင်ကြီးတွေနဲ့ကဘာလုံးဆိုင်ရာ လူမှုအကျိုးပြုအဖွဲ့အစည်းတွေရဲ့အကြီးအကဲတွေတက်ရောက်ကြတဲ့88ကျိန်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံကြီးကစက်တင်ဘာ26ရက်မှာပြီးစီးပြီဖြစ်ပါတယ်ညီလာခံရဲ့အတွင်အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့က ုလသမဂအဆောက်အုံအပြင်ဘက်မှာတလူလူလွင့်နေတဲ့နိုင်ငံပေါင်းစုံရဲ့အလံတွေအယောင်သွေးစုံဝစ်ဆင်ထားတဲ့လူမျိုးစုံရာနဲ့ချီကမ္ဘာနိုင်ငံအသီးသီးကသတင်းထောက်တွေနဲ့ပြားပန့်ခတ်စီကားခဲ့ပါတယ်ဒီကမ္ဘာလုံးဆိုင်ရာအရေးကြီးဆုံးအထွေထွေညီလာခံကြီးကိုအဖွဲ့ဝင်နိုင်ငံပေါင်းတရ63နိုင်ငံတက်ရောက်ပြီးနိုင်ငံအလိုက်ကောင်းဆောင်တရ40ကျော်ကမိန့်ခွန်းပြောခဲ့ကြပါတယ်တနစ်တာပတ်လုံးကုလသမဂ္ဂကကျင်းပတဲ့အစည်းအဝေးတွေအားလုံးထဲမှာ ရေထွေထွေညီလာခံကြီးကိုအရေးပေးဆောင်ကြီးကြတာကနိုင်ငံအလိုက်ကောင်းဆောင်တွေကိုယ်တိုင်တက်ရောက်ပြီးလို့ခေါ်တဲ့အထွေထွေမူဝါဒရေးရာမိန်ကွန်းတွေပြောကြလို့ပါကူလာတမကရဲ့နှစ်ပတ်လည်ဆွေးနွေးပွဲတွေထဲကအရေးကြီးဆုံးတစ်ခုဖြစ်ပြီးကမ္ဘာနိုင်ငံတွေရဲ့ပြည်ထနာတွေကိုဖြည့်ရှင်းဖို့နိုင်ငံကောင်းဆောင်တွေကတဦးကို15မိနစ်ကြာမိန်ကွန်းပြောကြပြီးသက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့မူဝါဒတွေမှာအလေးပေးမှုအစီအစုပ်ကိုဒီမိန်ကွန်းတွေက ထင်ဟပ်စေပါတယ်